ဲ့တော့ကျောင်းအလုံးတည်တယ်ပွဲကခုနှစ်ပွဲရှိတယ်ပတ်တခါပြီးတဲ့ခါမှာအစုမအူတီအဲ့ဒါကဘာလဲဆိုတော့ sprint time မှာကျမဒါကြောင့်နှစ်တက်ကပဲအချိန်စရလဲဆိုတော့ပတ်တခါပွဲညမှာနှစ်တက်စတာဖြစ်တယ်ဒီမှာပထမ၃ပွဲကဒီဘက်မှာနော်အဲ့ဒါက sprint ဆိုတာဟိုဘာလဲနှွေဦးပေါ့နှွေဦးမှာစတာပြီးတဲ့ခါမှာအခုက4မှာခုနှစ်လမြောက်တော့အချိန်မှာမှသူတို့က trumpet ဆိုတဲ့တဘိုးခရာပွဲကိုကျင်းပတာ အဲ့တော့ပထမဒီဘက်ကဖျောင်းနိုင်ရဲ့ဒီဘက်ကပွဲ၃ခု၄ခုက ပြည့်စုံသွားပြီလုတ်ပြီးသွားပြီဒီဘက်က၃ခုအခု4 season မှာကျင်းပမဲ့ပွဲကမလုတ်ရသေးဘူးဒါကြောင့်အခုနှစ်တက်လို့အစ္စရေးလူမျိုးတွေပြောတဲ့ရော့ရှာရှနာကဘယ်ချိန်မှာစလဲဆိုတော့ trumpet ပွဲမှာစတာခုနလမြောက်တော့အချိန်မှာစတာပတ်တခါပွဲကခရစ်တော်ကကျွန်တော်ရဲ့ပတ်တခါတူးတငယ်အနေနဲ့တည်သွားပြီ ဓမ္မဟောင်းမှာလည်းပတ္တကပွဲကျင်းပပြီးသွားပြီရွေးနှုတ်ခြင်းပြီးသွားပြီခရစ်တော်အတေခံကြပြီကျွန်တော်တို့ရွေးနှုတ်ခြင်းရသွားပြီဒုတိယပွဲကလည်း unliving လို့ခေါ်တဲ့အပြစ်ကင်းလွတ်ခြင်းเนาะအစုမပွဲဒါယုံကြည်သူတွေကဘုရားရှိခိုးယေရှုအဖြစ်ဖြောင့်မတ်ရလို့ရောက်သွားပြီဒါကလည်းပြည့်စုံသွားပြီဒါအစုမပွဲတတိယပွဲကဘာလဲဆိုတော့ first fruit အဦးတီတော့ပွဲဆိုတာခရစ်တော်ကတည်ခြင်းကနဲ့ပထမဆုံးရှင်ပြန်ပြီးတော့မှ ကျွန်တော်တို့လည်းပဲပြန်ပြီးတော့ခရစ်တော်လာတဲ့အချိန်မှာရှင်ပြန်မှာဖြစ်တဲ့တော့ခရစ်တော်ထဲမှာပြည့်စုံသွားပြီအဲ့ပွဲ၃ခုကဖြစ်နောက်ဆုံးတစ်ခုလည်းပဲဒါစတုထမြောက်လည်းပြည့်စုံသွားပြီဘာပွဲလဲပင်တေကုတ်တေပွဲဒါရက်90မှာသူတို့ဣတိလလူတွေကြတော့ပညတ်တော်ကိုခံယူတော့နေပွဲဖြစ်တယ်ကျွန်တော်တို့ကြတော့ဗာလဲအတင်းတော်မှာတန်ရှင်တော်ဝိညာဉ်တော်ကိုရက်90မှာဆေလွတ်ပြီးတော့မှအတင်းတော်စတင်ဖြစ်ပေါ်လာတဲ့နေ့ဖြစ်တယ်အဲ့ဒါကပင်တေကုတ်တေပွဲပြီးသွားပြီသားတွေက အခုမပြီးပဲကြံနေတဲ့ပွဲ၃ပွဲရှိတယ်။ပထမဆုံးလာမဲ့ဟာကအခုဂျူးလူမျိုးအစ္စရေးလူမျိုးတွေကနှစ်တစ်ကိုကျင်းပတဲ့အခါမှာရိုရှာရှနာခေါ်တဲ့ trumpet ပွဲဖြစ်တယ်။အဲ့ဒါကအစပြုတာ။အဲ့ဒီသဘောခရာပွဲလာမဲ့အချိန်ကကျွန်တော်တို့အတွက်မပြည့်စုံဘူးဆိုတာအတင်းတော်မှာကျောင်းချီဆောင်ချင်းလာတဲ့အချိန်မှာသဘောမဟုတ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကအခုလာမဲ့ပွဲဖြစ်တယ်။အာမင်။အဲ့တော့သဘောခရာပွဲကိုလွတ်လို့မရဘူး။ တပုတ်ခရပွဲလွတ်သွားရင်တော့စောနာကเนาะကျွန်တော်ဒီအပြစ်ကင်းစင်တဲ့เนาะအထုံးမဲ့ဆိုတဲ့ပွဲ နောက်ပြီးတော့เนาะတကယ်နေပွဲဆိုတဲ့ tabernacle ကိုကျွန်တော်ကျင်းပခွင့်ရမရတော့အခုဒီချိန်ကကျေးဇူးတော်ကာလပင်တေကုတ်တင်နဲ့ trumpet ကြားထဲမှာရှိတဲ့ကာလဖြစ်တယ်ပင်တေကုတ်တင်နဲ့တပုတ်ခရမတိုင်ခင်ကြားထဲမှာကာလဖြစ်တယ်အဲ့တော့အခုကဘာလာတော့မလဲဆိုတော့ trumpet ပွဲလာတော့မယ်ဒါကြောင့်ကျွန်တော်ခုနကတပုတ်ခရပေါ့ ဲ့ဒီသဘိုးမုတ်တော်နေ့မှာအပြစ်ပြုတော်သူပဲလျင်နောင်တရပြီးတော့ဗိမ္မာန်တော်မှာလာပြီးတော့အပြစ်ဝင်ချကိုးကွယ်တော်နေ့ဖြစ်တယ်။နောင်တရတော်နေ့ဖြစ်တယ်။ repentance ကျွန်တော်တို့အတင်းတော်အတွက်ဒီကနေ့နော်နောင်တအချိန်နော်ဒါသဘိုးမုတ်ပွဲမတိုင်ခင်နော်ပင်ဒီကုတ်တင်နဲ့ဒီသဘိုးမုတ်ပွဲမတိုင်ခင်မှာကျွန်တော်တို့ကိုဗာလဲနောင်တရဖို့အချိန်ပေးထားတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့သဘိုးခရပွဲ ရောက်လာဖို့ပြင်ဆင်နေတာဖြစ်တယ်။ကျွန်တော်နှလုံးသားပြင်ဆင်မှုဖြစ်တယ်။နော်အဲ့ဒီသဘောတန်ကိုမလွတ်သွားဖို့အတွက်ဒီနေ့ဒီနောက်ကပတ်တော်အဖြစ်ရောက်စီတိုင်းကိုခေါ်အပ်ပေးတာဖြစ်တယ်။ဘုရားကောင်းကြီးရှိပါစေ။